မင်္ဂလာပါကျွန်တော်တို့နိုင်ငံရေးဆိုင်ရာအသုံးအနှုန်းလေးတွေကိုလေ့လာကြည့်ပါမယ်အထူးသဖြင့်တော့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ဟောဟာရာလေးကိုကျွန်တော်မျှဝေကြည့်ပါမယ်နိုင်ငံရေးဆိုတဲ့စကားလုံးတော့ politics politics နိုင်ငံရေးသမားဆိုရင် politician politician လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအရတော်လှန်ရေးကို revolution revolution တော်လှန်ရေးလုပ်နေတဲ့သူကိုတော်လှန်ရေးသမားကို revolutionary revolutionary လို့သုံးပါတယ်လက်နက်ကင်တပ်ဖွဲ့ကို armed force armed force တပ်ဖွဲ့တွေဆိုရင်တော့ you know, armed forces စစ်တပ်ကို military military အာဏာရှင်ကို dictator dictator အာဏာရှင်အစိုးရဆိုရင်တော့ you know. dictatorship dictatorship တော့မဟုတ်စစ်တပ်ကအုပ်ချုပ်တဲ့အစိုးရဆိုရင် military government military government အစိုးရဆိုရင် government government လက်ရှိဖြစ်နေတဲ့ပြည်တွင်းစစ်ကို Civil War Civil War ပြည်တွင်းစစ်ဒီပြည်တွင်းစစ်ထဲမှာပေါင်းဝတိုက်ခိုက်နေတဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို Ethnic Armed Groups Ethnic Armed Groups မဟာမိတ်ကိုတော့ Alliance Alliance ဒီလိုစစ်တပ်အာဏာသိမ်းလိုက်တဲ့အခါမှာနိုင်ငံတကာနိုင်ငံကတရားဥပဒေမရှိတော့အကျင့်ပြတ်ချဆမှုတွေရှိလာတတ်တယ်အဲဒီလိုအကျင့်ပြတ်ချဆမှုကို Corruption Corruption အကျင့်ပြတ်ခြားစားမှုတိုက်ဖြတ်ရေးဆိုရင် anti corruption anti corruption အာဏာသိမ်းတာကိုကရိယာအနေနဲ့ဆိုရင် take power take power တုံးဟုတ် stage အခု stage အခုဥမိုင်းနဲ့ဆိုရင် military took power in Myanmar in 2021 military took power in Myanmar in 2021 2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းနိုင်တယ် Now, let me be honest with you know, military staged a coup in Myanmar in 2021. Domo, military staged a coup in Myanmar in 2021. Now, I said the coup in Myanmar, I said the နိုင်ငံနဲ့နိုင်ငံရဲ့သို့မဟုတ်လူတစ်ယောက်ရဲ့ဂုဏ်သတင်းကို reputation reputation စန္ဒပြခြင်းနံပုတ်ဆိုရင် protest protest ကြိယာအနေနဲ့ဆိုရင်တော့ protest protest we protested against the military in 2021. ကျွန်တော်တို့ရေ2021ခုနှစ်မှာစစ်တပ်ကိုဆန္ဒပြခဲ့ကြတယ်။နောက်တစ်မျိုးပြောချင်တော့ demonstrate ဆန္ဒပြတယ်ကို demonstrate we demonstrated against the military in Myanmar in 2021နောက်2021ခုနှစ်မှာကျွန်တော်မြန်မာနိုင်ငံမှာစစ်တပ်ကိုစန့်ကျင်ပြီးဆန္ဒပြခဲ့ကြတယ်။အဲ့လိုဆန္ဒပြခြင်းနံပါတ်ကိုသုံးမယ်ဆိုတော့ demonstration demonstration ကျွန်တော်လက်ရှိမနိုင်ငံကလူငယ်တွေအဓိကကြုံနေရတဲ့အခက်အခဲဖြစ်တဲ့အဲစစ်မှုမထမ်းမနေရဥပဒေသို့မဟုတ်စစ်မှုမထမ်းမနေရစနစ်ကိုတော့ National Service National Service လို့သုံးပါတယ်မြန်မာနိုင်ငံကလူငယ်တော်လှန်ရေးတပ်ဖွဲ့တွေကို PDF လို့သုံးကြပါတယ်ဒီ PDF ကတော့ People Defense Force People Defense Force ဒီလိုသုံးပါတယ်အဖွဲ့အများကြီးဆိုရင်တော့ People Defense Forces ဒီလိုသုံးတာပါ ဟုတ်ကဲ့ပါဒါရိုက်ကတော့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ဩဟာရလေးတွေကိုကျွန်တော်လိုအပ်တဲ့အသုံးအနှုန်းလေးတွေရမှာအရေးကြီးတဲ့စလုံးလေးတွေကိုရွေးချယ်ပြီးတော့မျှဝေတာဖြစ်ပါတယ်။တကယ်တမ်းကျတော့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့စကားတွေကအများကြီးရှိပါသေးတယ်။ကျွန်တော်သိချင်တာလေးလည်းအများကြီးရှိမယ်လို့ထင်ပါတယ်။နောက်ထပ်ကျွန်တော်မြန်မာနိုင်ငံမှာကြုံနေရတဲ့နိုင်ငံရေးပြဿနာနဲ့ဆိုင်တဲ့ဩဟာရလေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာ yes လို့ရေးပေးသွားပါ။အဆုံးနဲ့ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။ Thank you for watching.